စစ်တပ်ကဒီနှစ်ကုံစလုံးမဲ့ရွေးကောက်ပွဲကိုစန့်ကျင်တဲ့သူတွေကိုအရေးယူဖို့ပြဋ္ဌာန်းထားတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရဥပဒေခေါ်ရွေးကောက်ဥပဒေအရအရေးယူထားသူ64ယောက်ရှိပြီလို့စစ်တပ်ရဲ့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်အော်တိုဘားလ3ရက်နေ့ကနေပြီးတော့မှပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီရဲ့အစည်းအဝေးမှာစစ်တပ်ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောခဲ့တာပါ အမှု24မှုအတွက်လူပုဂ္ဂိုလ်64ယောက်ကိုအရေးယူထားပြီလို့သိရပါဗျ။အာနာသိန်းစစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲကိုဝေဖန်ရုံနဲ့ထောင်ချနိုင်တဲ့ဥပဒေကိုဇူလိုင်လကုန်ပိုင်းမှာပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။အဲဒီဥပဒေအရရွေးကောက်ပွဲကိုဝေဖန်ရုံနဲ့ထောင်တန်3နှစ်ကနေ9နှစ်အထိချနိုင်တယ်လို့ရွေးကောက်ပွဲမှာပါဝင်နေတဲ့သူတယောက်ယောက်သိဆုံးအောင်လုပ်ရင်လေသေတံအထိချနိုင်တဲ့ပြည်တံတွေပြဋ္ဌာန်းထားပါတယ်။ အဲ့ဒီဥပဒေနဲ့ရွေးကောက်ပွဲကိုအွန်လိုင်းပေါ်မှာဝေဖန်တဲ့သူတွေကိုဖမ်းဆီးခဲ့တယ်လို့ရွေးကောက်ပွဲကိုစန့်ကျင်တယ်လို့ထုတ်ပြန်ခဲ့တဲ့ကရင်မျိုးသားစီယုံ KNU အရခတ်တော် AA နဲ့ချင်းပြည်ကောင်စီကကောင်းဆောင်တွေကိုလည်းစစ်တပ်ကအမှုဖွင့်ထားပါတယ်ရှင်။